မ်းပြည်တက်မတော် SSA တီထောင်တဲ့62နှစ်ပြည့်အခမ်းအနားကိုဧပြီလ24ရက်နေ့မနက်9နာရီခွဲကနေ9နာရီထိရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA ဗဟိုဌာနချုပ်မှကျင်းပပြုလုပ်ခဲ့ရလို့ SSPP ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်တက်မတော်62နှစ်ပြည့်အခမ်းအနားကိုပအိုးမျိုးသားလူမျိုးရေးတက်မတော် PNL PNL ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ် SSPP SSA ဥက္ကဋ္ဌဖိုးချုပ်ကြီးပန်ဖာရိုကပေးပို့လာတဲ့ဂုံပြူတဝင်လာတွေကိုဖတ်ကြားခဲ့ကြပါတယ်။ညောင်ရွှေစော်ဘွားဆက်ရွှေတိုက်ရဲ့မဟာဒေဝီဖြစ်တဲ့ဆက်နန်းဟင်းခန့်ဟာရှမ်းပြည်မှာပြန်ကျဲနေတဲ့ရှမ်းပြည်လူမျိုးရေးအဖွဲ့ SSIA ရှမ်းမျိုးသားစီလုံးညညရေးတပ်ဖွဲ့ SNUF ဆက်လက်ဦးဆောင်နေကိုကန့်တပ်ဖွဲ့တွေကိုဖျက်သိမ်းစုစည်းခဲ့ပြီး1964ခုနှစ်ဧပြီလ24ရက်နေ့မှာရှမ်းပြည်တပ်မတော် SSA ကိုစတင်ထူထောင်ခဲ့လို့ထုတ်ပြန်ချက်အရသိရပါတယ်ရှင် 2025ခုနှစ်ဧပြီလပထမအပတ်နဲ့ဒုတိယအပတ်နှစ်ပတ်တာကာလအတွင်းမှာစက်ကောင်စီဘက်ကနေအလင်းဝင်လာသူတွေလက်နက်ချသူတွေအပါအဝင်ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေစုစုပေါင်း183ရောက်ထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်း People Go ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နှစ်ပတ်တာအတွင်းမှာစက်ကောင်စီဘက်ကစစ်သား18ရောက်နဲ့ရဲ3ရောက်တို့အလင်းဝင်လာတာဖြစ်ပြီးအလင်းဝင်သူစစ်သား18ရောက်ထဲက6ရောက်ဟာစစ်မှုထမ်းတပ်သားတွေစုဆောင်းခံရသူတွေဖြစ်ပါတယ်။ အလင်းဝင်လာသူစစ်သားတွေကတော့ဘကိုးတိုင်းမှာ၁ယောက်၊ကင်းပြည်နယ်မှာ၃ယောက်၊ချင်းပြည်နယ်မှာ၆ယောက်၊မကွေးတိုင်းမှာ၁ယောက်၊စကိုင်းတိုင်းမှာ၂ယောက်၊တနင်္သာရီတိုင်းမှာ၂ယောက်နဲ့ရှမ်းပြည်နယ်မှာ၃ယောက်တို့ဖြစ်ပြီးအလင်းဝင်လာသူတကယ်၃ယောက်ကတော့ချင်းပြည်နယ်မှာ၁ယောက်နဲ့စကိုင်းတိုင်းမှာ၂ယောက်တို့ပဲဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးခံရသူစစ်တုံးပန်းပေါင်း၁၅၂ယောက်ထိရှိတယ်လို့လည်းဆိုထားပါတယ်ရှင်။ အင်အားပြင်းငလင်ကြီးကြောင့်ရန်ကုန်မန္တလေးနေပြီးတော့အမြန်လမ်းမှာပျက်စီးခဲ့ရတဲ့လမ်းပိုင်းတွေပြန်လည်မပြုတ်ပြင်နိုင်သေးတာကြောင့်ရင်းတွေခက်ခက်ခဲခဲမောင်းနေနေကြရတယ်လို့ရေမောင်းနေစီကသိရပါဗျ။ငလေထံကြောင့်နေပြီးတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကွန်ကရစ်လမ်းပိုင်းတွေကျိုးကျိပျက်စီးခဲ့ရပြီးငလေလုတ်ခတ်ပြီး28ရက်လောက်ရှိလာတဲ့အထိပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့လမ်းပိုင်းတွေရှိနေတယ်လို့ဆိုပါရယ်။ ရန်ကုန်ကရေမောင်းတယောက်ကမိုင်းတိုင်အမှတ်358မြေဆောင်နှစ်မှာရှိတဲ့ဒုထဝရီသဒ္ဓနာကလမ်းပိုင်းဆိုမကောင်းတာပို့ဆိုတဲ့ကားနှစီးဆောင်ရင်ရှောင်းလို့မရဘူးဝိတ်အများကြီးနဲ့လည်းသွားလို့မရသေးဘူးဆိုပြီးပြောပါဗျာအင်အားဖြင့်ငလင်တန်ကြောင့်မြေသားတွေခြေမွှပျက်စီးမှု283နေရလမ်းမြေသားတွေပျက်စီးလှိုင်းတွန်းထွက်ပျက်စီးမှု185နေရမြေသားကြုံကြပျက်စီးမှု108နေရ အကြောင်းထပျက်စီးမှု211နေရာတိရှိခဲ့တယ်လို့လမ်းပိုင်းအသုံးပြုသူတွေစီကနေသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ဝင် AD တံတားပေါ်မှာတင်ဒီဘက်ကလာတဲ့အင်စည်းကားတွေကိုစစ်တပ်ကပိုက်ဆံအဆမတန်တောင်းနေလို့ဒေသခံတွေခက်ခဲဖြစ်နေကြရတယ်လို့ပြောပါရတယ်။ ဧပြီလ21ရက်နေ့ကလာရှိုမျိုးကိုကန်တက်မတော် MNDA ကစစ်တပ်ကိုပြန်လည်ပေးအပ်ခဲ့ပြီးတဲ့နောက်တင်ဒီကနေလာရှိုမျိုးကိုလာတဲ့အင်စီကားတွေကိုဒဇီ3000ကျပ်လာရှိုတင်ဒီသွားတဲ့ကားကိုဒဇီ9000ကျပ်နှုန်းနဲ့စစ်တပ်ကကားတိုင်းကိုတောင်းနေတာလို့ပြောပါရယ် ဒေသခံတယောက်ကဒီကောင်တွေကသူတို့လက်ထဲပြန်ရောက်တာနဲ့လှုပ်ချင်တာလှုပ်တော့တာအိမ်စည်းကားတိတိလေးကအစားတစည်း3000ဆိုပြီးကောက်နေတာဒါကိုပြည်သူတွေကိုဒုက္ခလိုက်ပေးနေရလို့ပဲမြင်တယ်လို့ပြောခဲ့ပါတယ်။လာရှုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MDA နဲ့ဒေါ်လာရင်တပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၈လအကြာမှာတရုတ်ရဲ့ဂျားဝင်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီကရက်ွက်တစ်ကနေဆက်နှစ်အထိကိုပြန်လည်အုပ်ချုပ်ခွင့်ရသားခဲ့တာဖြစ်ပါတယ်ရှင်။ ရုရှားစစ်အောင်ပွဲ280ပြည့်အထင်မှန်ရင်ပြင်းဒီစီးရေးပြအခမ်းအနားမှာစစ်ကောင်စီတပ်ဖွဲ့ပါဝင်စီးရေးပြဖို့နဲ့ရုရှားလုံလူသက် drone တွေဝယ်ယူဖို့အတွက်ပုံမှုချုပ်မျိုးဆက်အောင်တဲ့အဖွဲ့ကိုစစ်ကောင်စီကလှစ်လိုက်ပါတယ်။မော်စကိုမြို့ရင်ပြင်းဒီမှာမေလ9ရက်နေ့မှာကျင်းပမယ်280ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲစီးရေးပြအခမ်းအနားမှာစစ်ကောင်စီတပ်ကဝင်ရောက်စီးရေးပြဖို့အတွက်ဧပြီလ23ရက်နေ့မနေ့ကတရအူးလီစိတ်ကနေထွက်ခွာခဲ့တာပါ။ စီးပြအခမ်းအနားအတွက်သွားတာဖြစ်တယ်လို့တံပြန်ထိုးစစ်ဆင်ဖို့အတွက်ရုရှားနိုင်ငံထုတ် drone တွေဝယ်ယူဖို့လည်းဖြစ်တယ်လို့လာပါခနနေဇက်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါရတယ်။ပေါ်မချုံမျိုးဆောင်အနေနဲ့မတ်လအတွင်းကရုရှားနိုင်ငံက drone အစင်း100ကျော်ကိုကနအိုးအနေနဲ့စမ်းသပ်ဝယ်ယူခဲ့ပြီးအဲ့ဒီ drone တွေကိုပြိပခါဖြစ်ရာတိုင်းစစ်ဌာနချုပ်တွေကိုခွဲဝေပေးခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်က TV ကိုပြောခဲ့ပါတယ်ရှင်။ ကင်းနီပြည်နယ်ဒီမော့ဆုံမြို့နယ်ရဲ့ရှေ့တန်းတနီယာကနေစစ်ကောင်စီတပ်သားအဖြစ်ပေါ်တာဆွဲခံရသူ၂ယောက်ဟာကင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDFC ကိုဧပြီလ20ရက်နေ့ကတနက်နှစ်လက်နဲ့အတူအလင်းဝင်လာခဲ့ပါတယ်။စစ်ကောင်စီတရဲစစ်တနန်းပတ်စဉ်ခုနှစ်ကနေတနန်းဆင်းလာခဲ့ပြီးဒီမော့ဆိုးကရှေတန်းစစ်မြေပြင်ကိုပို့ခန့်ခဲ့ရပြီးတဲ့နောက်ခလာရကိုတက်ရင်ရဲ့တပ်ဖွဲ့ဝင်ဖြစ်တာဝန်ယူနေရသူ၂ယောက်ဟာ MA1 တလက် MA2 တလက်တို့နဲ့အတူအလင်းဝင်လာတာဖြစ်တယ်လို့ KNDF ကဧပြီလ23ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ ရှေ့တန်းရောက်နေတဲ့တပ်သားအသစ်တွေကိုစစ်ကောင်စီတပ်ကရိုက်နှက်တာနှိပ်စက်တာတွေလည်းရှိနေပြီးစစ်အတင်းတိုက်ခိုင်းနေတာဖြစ်တဲ့အတွက်စစ်မှုမထမ်းကျင်တဲ့တပ်သားတွေအနေနဲ့နီးစက်ရတော်လိုင်းအဖွဲ့အစည်းတွေစီကိုချိတ်ဆက်ပြီးအလင်းဝင်ကြဖို့လည်းတိုက်တွန်းထားပါတယ်ရှင်။